ပထမအောင်ဆုံးနေပြည်တော်အီလာလီတက်စကန်ရှော့တိုက်ဒုံများဖြင့်ပြစ်ခတ်ခံရတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ငလင်ပေးတဲ့ကာလာတွင်လေးချောင်းတိုက်ခိုက်မှုများဇက်တိုက်ပြုလုပ်နေသည့်စစ်ကောင်စီ၏နေပြည်တော်အီလာလီတက်စကန်အားတရားခေါ်မှမှရှော့တိုက်ဒုံဖြင့်သုံးလုံးဖြင့်ပြစ်ခတ်ခဲ့ကြောင်း Brewaras for Myanmar BWM မှတာဝန်ရှိသူကပြောပါရယ်။အမေလုံးကြုံကြီးတင်းကျက်မှုရာသီဥတုချိန်ဒီဆိုးရွားမှုစတဲ့အခက်အခဲများကြောင့်သုံးလုံးကိုယ်သာအောင်မြင်စွာပြစ်ခတ်နိုင်ခဲ့ပြီး ပြစ်မှတ်များသို့ထိမှန်ပောက်ခွဲခဲ့ကြောင်းသိရပါသည်ဟုရင်းအဖွဲ့ကထုတ်ပြန်ထားပါသည်။အဆိုပါစစ်စင်ရေးကိုမန်လာ၁၈ရက်ည၈နာရီခွဲခန့်တွင် BWNE ဦးဆောင်မှုဖြင့်ပူပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးချက်တင်တဲ့အဖွဲ့တို့ပူပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးလေတက်အတွင်းသို့ထိရောက်အောင်ပြစ်ခတ်နိုင်ခဲ့သည်ဟုဆိုပါသည်။လုံးကြုံကြီးကလည်းအရန်ကျက်မိုးကလည်းအရန်ရွာနေတယ်ဖြစ်ပြီးပြီးချင်းမှာခါတိုင်းတို့လက်နဲ့ကြီးနဲ့တောင်မဟုတ်လက်နဲ့ငယ်တွေနဲ့ပဲရန်တန်းပြီးပြန်ပြစ်တာဟုအထက်ပါတာဝန်ရှိသူကပြောပါတယ် စစ်ကောင်စီဘက်မှပြန်လည်ပြစ်ခတ်မှုများရှိတော်လဲစစ်စင်ရေးလှုံ့ဆော်သည့်ရဲဘော်အလုံးဘေးကင်းကြောင်း၎င်းကဆိုပါရယ်ဟီလာလီတက်စကန်သည်မန်လာ28ရက်ကလှုပ်ခတ်သည့်ငလင်ကြီးတွင်ထိခိုက်မှုရှိခဲ့တော်လဲလေကြောင်းတိုက်ခိုက်မှုများဇက်တိုက်ပြုလုပ်နေသောကြောင့်ရန်သူလီတက်နေနေရေးနှစ်တကူလက်ဆောင်အနေဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု BWM ကဆိုပါရယ်လူထောင်ကြီးတိုက်ဆုံးခဲ့သည့်စကိုင်းငလင်ကြီးလှုပ်ခတ်ခဲ့သည့်မန်လာ28ရက်နောက်ပိုင်းတွင် စစ်ကောင်စီကလေးချောင်းတိုက်ခိုက်မှုရာနေချီပြုလုပ်ခဲ့ပြီးပြည်သူအများအပြားသိဆုံးခဲ့ရပါတယ် BWN အနေဖြင့်စစ်ကောင်စီ၏လေးချောင်းတိုက်ခိုက်မှုအတွက်အလေးထားရသည့်အင်းလာလေးတပ်စခန်းကိုမဟာမိတ်အဖွဲ့များနဲ့ပူးပေါင်း၍ယခုအချိန်ပါဝင်6ချိန်ပြုလုပ်ခဲ့ပါတယ်ဆလစ်တင်ဆက်ပေးမယ့်တရင်ချောင်းကတော့မိုးသေးထန်စွာရာသွန်းမှုကြောင့်မန္တလေးတွင်ငလင်တန်းကြောင့်ထိခိုက်ခဲ့သောတိုက်တချို့ပြိုကျပြီးမိတ်ချီလာတွင်လည်းမြေပြိုမှုတချို့ဖြစ်ပွားတဲ့သတင်းကြောင်းကိုတင်ဆက်ပေးပါမယ်။ ရမန်နီမြစ်နေပိုင်းမိုးတဲထန်စွာရွာသွန်းမှုကြောင့်မန္တလေးတွင်ငလင်တန်းကြောင့်တိမ်ဆောင်ထိခိုက်ပျက်စီးခဲ့သောတိုက်တချို့ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်းမန္တလေးဒေသပြည်သူတချို့၏ပြောဆိုချက်နှင့်လူမှုကွန်ရက်တွင်မျှဝေထားသောတိုက်ပြိုကျမှုဗီဒီယိုများအရသိရှိရပါသည်။ဧပြီလ15ရက်နေ့ညနေ3:00အချိန်မှစတင်၍မိုးများရွာသွန်းခဲ့ရာမန္တလေးမြို့ရှိတိုက်တချို့ပြိုကျပျက်စီးခဲ့ကြောင်း မန္တလေးမြို့26လမ်းလမ်း80 82လမ်းရှိတုံးတက် Five Store အဆောက်အုံမှာငလင်တန်းကြောင့်တိမ်ဆောင်ခဲ့ရမှာရမန်နီညနေမိုးရွာသွန်းချိန်မှာလုံးဝပြိုကျသွားခဲ့ကြောင်းသိရှိရပါတယ်။အလားတူရမန်နီည10နာရီ10မိနစ်တွင်လည်းမန္တလေးအကွက်259ပဲဝင်ရဲ89လမ်းနဲ့32လမ်း32လမ်းအကြားရှိငလင်တန်းကြောင့်ထိခိုက်ပျက်စီးခဲ့သောတုံးတက်တိုက်မှာလည်း ပြိုကျပြင်းစီခဲ့ကြောင်းမန္တလေးရှိတိုက်ပြိုမှုနှစ်ခုစလုံးတွင်လူထိခိုက်မှုမရှိကြောင်းသိရှိရပါသည်။တိုက်တွေတွင်ပြိုတာမဟုတ်ပါဘူး။ဈေးကြိုနာကငလင်တန်းကြောင့်ထိခိုက်ထားတဲ့တိုက်တချို့ကမိုးရွာချိန်မှာမပြိုပေမဲ့စောင်းနာရီ၊ရိုင်းနာရီရှိတယ်လို့ပတ်ဝန်းကျင်ကသတိပေးလာတာတွေရှိတယ်။သတင်းပေးလာတာတွေရှိတယ်။မိုးရွာချိန်မှာငလင်တန်းထိထားတဲ့တိုက်တွေနာမကပ်ဖို့သတိပေးနေရတဲ့ မနေ့ကမိုးရီရတော့ငလင်ဘေးရှောင်တဲ့ဒုက္ခတွေတွေတဲတွေနဲ့နေမရတော့ဘူးဟုမန္တလေးမှာငလင်ဘေးကူညီကဲဆဲရေးလှုပ်ဆောင်နေသူပရဟိတအဖွဲ့ဝင်တို့ကပြောဆိုပါတယ်။ဒို့ဒို့ရမန်ရီညနေပိုင်းမိုးရွာသွန်းမှုကြောင့်မိထီလာကျင်းငလင်တန်းကြောင့်လမ်းမြေသာပြိုကျနေတဲ့မိထီလာကံပေါင်းလမ်းမှာလည်းဖုမြေများပြိုကျမှုများဖြစ်ပွားခဲ့ကြောင်းမူလပြိုကျနေသောမြေသားများကိုပြန်လည်ပြုပြင်ရန်ဖို့ထားသောမြေသားများပြိုကျခြင်းဖြစ်ကြောင်း မိုးများစွာရွာသွန်းလျင်ကံပေါင်းလိုင်းဤပြိုချနေသောနေရာများမှာဆက်လက်မြေပြိုနိုင်သည့် NDA ရှိကြောင်းမိချလာဒေတာပြည်သူများက ပြောဆိုကြောင်းသိရှိရပါသည်ဆက်လက်တင်ဆက်ပေးမယ့်တရင်ကတော့တရုတ်တွင်ဇနီးမယားအဖြစ်ရောင်းစားခံခဲ့ရသောမက်ခင်ဆန်နာပြန်လည်လွတ်မြောက်လာခြင်းလူကုန်ကူးကဲ့သူများကိုတိုင်ကြားတော်လဲဖြီးဒေးဤနှင့်ရဲတပ်ဖွဲ့ကအမှုပေးမခွင့်ပေတိုင်ကြားသူကိုပြန်ချင်းချောက်တဲ့တရင်ကိုတင်ဆက်ပေးပါမယ် တရုတ်နိုင်ငံသို့လူကုန်ကူးခံရပြီးတရုတ်မယားအဖြစ်ရောင်းစားခံခဲ့ရသောမက်ခင်ဆန်နာကပြန်လည်လွတ်မြောက်လာခြင်းလူကုန်ကူးခဲ့သူများကိုတိုင်ကြားတော်လဲနေပြည်တော်ရှိပြည်ထရေးနှင့်ရဲတပ်ဖွဲ့ကအမှုဖွင့်မပေးဘဲတိုင်ကြားသူကိုပြန်လည်ချိန်ချောင်းနေကြောင်းကာယကံရှင်မက်ခင်ဆန်နာကပြောဆိုပါတယ်။2024ခုနှစ်တွင် မက်ခင်ဆန်နာသည်တရုတ်နိုင်ငံသို့တရုတ်မယားအဖြစ်လူကုန်ကူးခံရပြီးရောင်းစားခံခဲ့ရကြောင်းတိုင်ကြားမှုများဖြင့်တရုတ်ရဲတပ်ဖွဲ့၏ကဲတင်မှုကြောင့် မက်ခင်ဆန်နာမှာပြန်လည်လွတ်မြောက်ပြီးနောက်လူကုန်ကူးခဲ့သည့်တရခန့်များကိုအေးအေးယူပြီးရန်နေပြည်တော်ပြည်ထောင်စုဝင်ကြီးဌာနနှင့်လူကုန်ကူးရေးတပ်ဖွဲ့ထံသို့တိုင်ကြားခဲ့ကြောင်းတို့ရတွင်ပြည်ထောင်စုနှင့်နေပြည်တော်လူကုန်ကူးမှုတားဆီးရေးတပ်ဖွဲ့ကအမှုပင် ဖွင့်ခွင့်မပေးဘဲအချိန်ဆွဲကတိုင်ကြားသူမက်ခင်ဆန်နာကိုပြည်ရဲကပြန်လည်ချင်းချောင်းနေကြောင်းသိရှိရပါသည်၂၀၂၄ခုနှစ်တွင် မက်ခင်ဆန်နာသည်တရုတ်ပြည်စန်တုံမြို့သို့အလုပ်လုပ်ကင်ရန် ပွဲစားကခေါ်ဆောင်သွားခဲ့ပြီးစန်းတုံးမြို့သို့ရောက်ရှိချိန်တွင်တရုတ်မယားဖြင့်ရောင်းစားခံခဲ့ရခြင်းဖြစ်ပါသည်။စန်းတုံးရောက်မှတရုတ်ယောက်ျားယူရမယ်မှန်းသိတာတရုတ်ယောက်ျားစီယွမ်၁၂,၀၀၀နဲ့ရောင်းစားခံခဲ့ရတာတရုတ်ငွေ၅,၀၀၀ကိုပေးမယ်ပြောပြီးတပြားမှမပေးတဲ့အပြင်တိုင်းချင်းရတိုင်းဆိုပြီးရောင်းသွားတာနောက်ဆုံးဒူကုံကူးစီတိုင်တော့ရဲအုပ်စိုးသူရကအမှုခွင့်မပေးဘူးတရုတ်မှာရှိတဲ့မြန်မာတန်ယုံကဒုတိယအရာရှိနဲ့ချိန်ဆက်ပေးပြီး တန်ရုံအကူအညီနဲ့ရောင်းစားခံခဲ့ရတဲ့အိမ်ကနေကဲထုတ်ခံခဲ့ရတာဟုမက်ခင်ဆန်နာကပြောပြပါတယ်။မက်ခင်ဆန်နာသည်တရုတ်ပြည်ရွှေလီမြို့သို့တပတ်ကနေ့ဝင်ရောက်ကအလုံးလုံးကင်ခဲ့ကြောင်းရွှေလီမြို့တွင်အဖမ်းဆီးများ၍2024ခုနှစ်အောက်တိုဘာလတွင်ကာသမာဆိုးလင်းထေး၏လမ်းညွှန်မှုဖြင့်တရုတ်ပြည်စန်တုံမြို့မှမက်အီဇာဆိုသူထံသို့တွားရောက်ခဲ့ကြောင်းတရုတ်ပြည်စန်တုံမြို့သို့ရောက်ရှိချိန်မှာ မဲဤဆောင်ဆိုသူကတရုတ်ယောက်ျားယူရန်ပြောဆိုခဲ့ပြီးတရုတ်ယောက်ျားယူမီဆိုပါကတရုတ်ငွေ9000ပေးပြီးတရုတ်ငွေ9000ပေးမည်ဟုဆိုကရောင်းစားခံခဲ့ရကြောင်း သိရှိရပါတယ်တရုတ်ပြည်စန်းတုံးမြို့တွင်ရောင်းစားခံရသည့်အိမ်မမက်ခင်စန်းနာကိုကဲထုတ်နိုင်ခဲ့တော်လေတရုတ်နိုင်ငံကျူထီယန်ရဲစခန်းတွင်အကြေကျုံးနှစ်ဘက်ကစစ်ဆေးခံခဲ့ရကြောင်းဖီရှန်အချုပ်တွင်45ရက်ကြာအချုပ်ကြခံခဲ့ရပြီး2024ခုနှစ်ဒီဇင်ဘာ12ရက်နေ့မှာ တရုတ်ပြည်မှရန်ကုန်သို့ပြန်ပို့ပေးခဲ့ကြောင်းသိရှိရပါသည်။ကျမမြန်မာနိုင်ငံကိုပြန်ရောက်ရောက်ချင်းရဲအုပ်စိုးသူရာကိုဆက်သွယ်ကြောင်းကြားခဲ့ပေမယ့်ကျမအမှုနဲ့ပတ်သက်ပြီးဘာတစ်ခုမှပြောမလာခဲ့ဘူး။ကျမဆက်သွယ်ပြီးတော့လာခဲ့ရမလားမေးခဲ့တော့လေဘသူ ခေါ်ထားလို့လဲမေးပြီးလိုအပ်မှခေါ်မယ်ပြောပြီးဖုန်းချသွားတယ်။ဆက်သွယ်လာလို့နေစောင့်နေခဲ့ပေမယ့်သူကဆက်သွယ်မလာဘူးအဲ့ဒီတော့ ကျမကတရုတ်နိုင်ငံဘီဂျင်းကမြန်မာတန်ယုံကဒုတိယအရာရှိဦးစော်လင်းကိုဆက်သွယ်တော့ဦးစော်လင်းကမဲဤစာကိုတိုင်ဖို့ဖုန်းနံပါတ်ပေးတယ်။အဲ့ဒီဖုန်းနံပါတ်ကို ဖုန်းဆက်ပြီးတိုင်မရဲအုပ်စိုးသူတာကကျမကိုဖုန်းဆက်ပြီးဘာရီနစ်နာခဲ့လို့တိုင်မလဲဆိုပြီးပြောဆိုခဲ့တယ်ဟုမက်ခင်ဆန်နာကရဲအုပ်စိုးသူတာ၏စူပူချင်းချောက်ခံရမှုကိုပြောဆိုပါရတယ်။တို့ပြင်အမှုဖွင့်ပြီးဆိုပါက တရုတ်ပြည်သို့သွား၍အမှုဖွင့်ရန်ပြောဆိုပြီးမြန်မာနိုင်ငံတွင်အမှုဖွင့်ရန်တက်သေးမလုံလောက်ဟုပြောဆိုကြောင်းရဲတပ်ဖွဲ့ကအကြောင်းမျိုးမျိုးပြ၍အမှုဖွင့်ပေးရညင်းပယ်ကြောင်းသိရှိရပါသည်။ဆိုလင်ချေတို့မအီဇာတို့ကကျမတယောက်တည်းကိုရောင်းစားခဲ့တာမဟုတ်ပါဘူး။ရဲအုပ်စိုးသူရာကိုလည်းကျမပြောခဲ့တယ်ရဲအုပ်စိုးသူရာကကျမကိုစူပါတယ်နေအကြောင်းပဲနေပြောဆိုပြီးစူခဲ့ပါတယ်ကျမလိုပဲစံတုံးမျိုးမှာရောင်းစားခံရသူတွေရှိပါတယ်ကျမလိုက်ပြဆိုလိုက်ပြလို့ရပါတယ်ဟု က်ခင်ဆန္ဒကပြောဆိုပါတယ်လက်ရှိအချိန်တွင်မက်ခင်ဆန္ဒအနေနဲ့လူကုန်ကူးခံခဲ့ရသူများကိုတိုင်ကြားခဲ့တော်လဲလူကုန်ကူးခံခဲ့သူများကိုတိုင်ကြားခဲ့တော်လဲအမှုနဲ့ပတ်သက်၍မိသောမှအေးအေးယူဆောင်ရွက်ပေးခြင်းမရှိသည့်အတွက်တရင်ဌာနသို့ဝင်ဟပြောဆိုခဲ့ရတော်လဲကာယကံရှင်မက်ခင်ဆန္ဒက၎င်း၏လုံခြုံရေးအတွက်စိုးရိမ်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ကြောင်းသိရှိရပါသည်။ဖန်စီခံထားရသော ကိုပြုတ်ကိုစင်းနဲ့တငယ်ချင်းအုပ်ကိုယခုတကြံပြီးစစ်မှုရန်တနန်းတို့တက်ရောက်ရမည်ဟုပြောဆိုပြီးစစ်မှုရန်တနန်းတက်နေစဉ်အတွင်းတလလရေငွေကျပ်2သိန်းနီးပါးလစာဖြင့်ရရှိမည်ဖြစ်ပြီးတနန်းဆက်လာပါကစစ်သားအဖြစ်လစာနှင့်ရိတ်ခါအဖြစ်ရရှိမည်ဟုဖန်ဆီးခဲ့သူအရက်ဝတ်စစ်သားတို့ကပြောဆိုခဲ့ကြောင်းသိရှိရပါသည် အကြံဖက်စစ်ကောင်စီကယခုအီဗီလာတွင်ဖွင့်လင်းပြီးစစ်မှုရဲအပတ်စဉ်စနစ်အတွက်စစ်တောင်းဆူဆောင်ခြင်းနဲ့ဗော်ဒါဆွဲဖမ်းဆီးမှုများကိုလှုံ့ဆော်နေကြောင်းတရင်ဌာနကစုံစမ်းသိရှိရပါသည်။